မင်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားဖို့ဂျန်နဲ့ Premier League Legend ၅ဘွဲဂျန်နဲ့ပေါ့နော်။အဲ့တော့ဒီနေ့ညမှာ ပရီးမီးယားလိဖွဲ့စဉ်စုစုပေါင်း၅ပွဲကစားသွားမယ်။အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ကစားသွားဖို့ရှိတဲ့ပရီးမီးယားလိဖွဲ့စဉ်စုစုပေါင်း၅ပွဲနဲ့ပတ်သက်ပြီးတော့ခံမှန်းချက်တွေ၊ကိုရလက်တွေဥတာဒီနေ့မှာကြိုတင်ပြီးတော့အသုံးသက်ပြီးတော့မှာဖြစ်တယ်ပေါ့နော်။အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့အသုံးစချက်တွေ၊တစ်တွေပြီးတော့တခြားသောမောင်းတွေပေါ့နော်။ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel မှာတင်ပေးရပေါ့နော်။မနေ့တော့ကတင်ပေးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုအဆင်ပြေခဲ့တာကိုတွေ့ရလိမ့်မယ်။အဲ့တော့ဒီ Viber နဲ့ Telegram Channel ကိုချွိုင်းကျင်နေဆိုလို့ရှိရင်ဒီ video ကကောမှာမှာ ပင်ကောမန်အနေနဲ့ထောက်ပေးရအောင်နော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့တော့ပရမအောင်သုံးသပ်ပေးမယ့်ပုံစံအကြောဒီနေ့ညနေ6:00နာရီဝယ်မှာကစားမယ့်ခွဆပယ်လင်းနဲ့မန်ချက်စတာယူနိုက်တက်ပေါ့နော်အရှိပေါကြီးကျွန်တော်ပြန်ကြည့်နော်ပယ်လီကတေး40အရှုံးဂိုဘောင်းကတော့3ဂိုးသွင်းပြား60နိုင်မယ်ပေါ့နော်အဲ့တော့ခွဆပယ်လေးကိုကျွန်တော်ပြန်ကြည့်ခွဆပယ်လေးကဒီရဒီပရီးမီးယားလိအင်ဝင်းပွဲစီနေမှာဆိုလို့ရှိရင်တုံးဝရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်တယ်ဒီနှစ်ပွဲနိုင်တဲ့၄ဝက်တိကြတယ်ပေါ့နော်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေဒီရဒီသူတို့ကစားခဲ့တဲ့ပရီးမီးယားလိအဝေးဝင်းပွဲစီနေမှာဆိုလို့ရှိရင်သူတို့အသင်းကနိုင်ဝဲအနေနဲ့ဆိုလို့ရှိရင်လက်ပုံ နှစ်ပွဲတစ်ပွဲပဲရခဲ့တယ်။ Channel ပွဲစဉ်တွေမှာ Man United ကလုံးဝနိုင်ဝင်မရဘူးပေါ့နော်။အဲ့တော့ဒီ Crystal Palace ကိုကျွန်တော်ပြန်ကြည့်။ Crystal Palace ကိုယ်တိုင်ကလည်းဒီတစ်ဖက်က Manchester United အသင်းလိုပဲ။ဒါသူတို့အသင်းက Oliver Glasner ရဲ့ Palace ကဒီ Patrice Sturm နဲ့3421 system တခုနဲ့ ကစားလာမှာဖြစ်တယ်။ပြီးတော့ဘေးလီကကြားရမှာဆိုလို့ရှင်လည်းဥရောပအပွဲစဉ်ကစားထားတယ်ဗျာ။ဆရာဘော့နဲ့တော့ကစားရဲ့ conference အဝေးဝင်ပွဲစဉ်မှာသူတို့နှစ်ခုတခုနဲ့ရှုံးခဲ့တယ်။အဲ့တော့ပွဲပန်းမှုအနေထားအရဆိုလို့ရှင်တစ်ဖက်က United နဲ့ဆိုင်ဘေးလီမှာကပို့ပြီးတော့ပွဲပန်းမှုရှိနိုင်တယ်ဗျာ။ဒါပေမဲ့လို့သူတို့ကအိမ်ဝဲမှာဆိုလို့ရှင်လုံးဝရှုံးဝဲမရှိသေးတာဖြစ်တဲ့ကြောင့်ဒီပွဲမှာ United ကိုမရှုံးအောင်ဘေးလီကစားနိုင်မယ်လို့ထင်တယ်။ ဂျပန်က United ကိုတိုင်ကြတော့လေသူတို့ကစားခဲ့တဲ့ဒီလန်ဒန်မှာသွားကစားခဲ့ရတဲ့ခဲ့ရတဲ့ Premier League ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေနောက်ဆုံး25ပွဲမှာဆိုလို့ရှင်ဒီ3ပွဲပဲ United ကလန်ဒန်မှာသွားကစားခဲ့ရတဲ့ပွဲစဉ်တွေမှာနိုင်ပွဲရခဲ့ရအောင်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဘက်မှာလေ United အနိုင်ရဖို့ဆိုအခက်တယ်ပြီးတော့လက်ရှိ United ရဲ့တိုက်စစ်မှာဆိုလို့ရှင်လေဒါဒီရာဒီမှာပေါင်တန်း250ဝန်းကျင်လောက်တိတုံးခဲ့တဲ့တိုက်စစ်ကစားသမား3ယောက်တည်းမှာဆိုလို့ရှင်ဒီ MMO တစ်ယောက်ပဲဒါဒီနေ့ပွဲစဉ်ကိုပါဝင်နိုင်မှာဖြစ်တယ်ကွန်ဟာနဲ့ Sasco ကလက်ရှိမှာတရားပြဿနာရှိနေတယ်ပေါ့နော်အဲ့တော့ဒီ United ရဲ့တိုက်စစ်ပိုင်းအတွက် ဆိုလို့ရှိရင်လည်းဒီဘွဲကကျင်းဒီဘောရုံးကန်ရအောင်မယ်လို့ထင်တယ်အဲ့တော့ဒီဘွဲကဒီနှစ်သင်းပေါင်းသင်းကိုနေလိမ့်မယ်ကျွန်တော်ထင်တယ်ပြီးတော့ခစ်ဇဗီလီကိုယ်တိုင်ကလည်း United ကိုမရှော့ကစားနိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲစင်အတွက်ဆိုလို့ရှိရင်ဒီကိုရလည်းအနေနဲ့ဝမ်းဝမ်းလောက်မှန်းတယ်ပေါ့နော်ဘော်လီဂျီအရာဆိုလို့ရှိရင်တော့ဘဲလီကိုပိုသဘောကြတယ်ကိုပေါင်းဂျီအရာဆိုလို့ရှိရင်တော့ကိုဟောက်ကိုကြိုက်တယ်ပေါ့နော်အဲ့တော့နောက်ထပ်သုံးသပေးခြင်းနဲ့ပွဲစဉ်ကကျွန်တော်ဒီနေ့ည8:35မှာကစားမဲ့ SM Milan နဲ့ Upa ရတယ်ပေါ့နော်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့ SM Milan ကတကုတ်သွင်း30ရှုံးမယ်ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်တကုတ်သွင်း85ပြရ မှာပေါ့နော်အဲ့တော့ Aston Villa ကိုကျွန်တော်ပြင်ချင် Aston Villa ကတော့သူရဲ့တိုက်စစ်ကတော်တော်လေးအလုပ်ဖြစ်တယ်ပေါ့နော်လက်ရှိကစားခဲ့ပြီးပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းနောက်ဆုံးကစားခဲ့ပွဲစဉ်တွေမှာဆက်တိုက်အနိုင်ရထားခဲ့တယ်ပြီးတော့သူတို့တင်းကလက်ရှိမှာဆိုလို့ရှိရင်လည်းနောက်ဆုံး Liverpool ဆက်တိုက် Winning Streak ပြိုင်ပွဲဆုံးမှာရထားရယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်က Wolverhampton ကိုကျွန်တော်ပြင်ချင်လို့ရှိရင်တော့ Wolverhampton ကလက်ရှိမှာရလဒ်တီတောက်လျှောက်ဆိုးရယ်ပေါ့နော်နောက်ဆုံးကစားခဲ့ပွဲစဉ်တွေကိုကျွန်တော်ပြင်ချင်လို့ရှိရင်လည်းသူတို့ကနောက်ဆုံး6ပွဲဆက်တိုက် Wolverhampton ရှုံးထားရယ်ပေါ့နော်ဒါပေမဲ့လို့ Wolverhampton ကဒီရာဒီမှာသူတို့တင်းကတော်တော်လေးကိုတိတိတတ်တာတိုးတက်လာတာသူတို့ရဲ့ဆက်ပြီးကစားဟန်နေပေါ့နော် Wolverhampton ရ ရဲ့နီးပြားကိုယ်တိုင်ကဒီသူရင်ကင်သွဲခဲ့တဲ့အသင်းတွေမှာဆိုလို့ရှိရင်လူတန်တောင်းဒီ for green robot အဆိုက်ရှိတဲ့အသင်းတွေမှာဆိုလို့ရှိရင်ဒီသူကကင်သွဲခဲ့ဘူးလေပြီးတော့အဲ့ဒီအသင်းတွေကိုကင်သွဲခဲ့စဉ်တော့လည်းဟူရဲ့နီးပြားကစက်ပြီးတွေကနေပြီးတော့ကိုရဖို့ကြိုးစားခဲ့တာကိုတွေ့ရလိမ့်မယ်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဟူပိုင်တန်ရဲ့ဆက်ပြီးတွေကတော်တော်လေးကိုအလုပ်ဖြစ်နေတာကိုတွေ့ရလိမ့်မယ်အဲ့တော့ဒီဘွဲမှာလည်းဘီလာဘက်ကိုသူရဲ့ဆက်ပြီးတွေကတစင်ကိုသွင်းဖို့ကြိုးစားလဲလာလိမ့်မယ်ထင်တယ်ပြီးတော့ဘီလာကိုရန်ကလည်းလက်ရှိမှာတော်တော်လေးကို ဒီပုံစံကောင်းနေအပြင်ဖြစ်တယ်ဗျာနောက်ဆုံးကစားခဲ့တဲ့၄ဝက်စားတိုက်မှာဗီလာက၄ဝက်လုံးနိုင်ခဲ့တယ်လို့အဲ့ဒီ၄ဝက်လုံးမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တိုက်ဆက်က twin ကိုတပွဲပြည့်မြန်2ကိုနဲ့အထက်မှာရခဲ့တာကိုတွေ့ရလိမ့်မယ်ဗျာအဲ့တော့ဒီပွဲကအဆွန်ဗီလာ twin ကို2ကိုလောက်လို့ရလိမ့်မယ်တစ်ဖက်က1 and ကိုယ်တိုင်ကတင်းကိုတကူလောက်တော့အနည်းဆုံးရလိမ့်မယ်ထင်တယ်ဗောနနှစ်တင်းပေါင်း၃ကိုလောက်တော့ရှိလိမ့်မယ်ထင်တယ်အဲ့တော့ကိုပေါင်းကြီးအရာဆိုလို့ရှိရင်တော့ဒီဘွယ်က၉ပေါ်သဘောကျတယ်ကိုရလည်းအနေနဲ့ဆိုလို့ရှိရင်တော့2 1လောက်မှန်တယ်ဗောနနောက်ထပ်တစ်ဘွယ်ကကျတော့ဒီနေ့ည၈နာရီ35မှာပဲကစားမယ် Nottingham Forest နဲ့ Brighton ဗောနလက်ရှိပေါင်းကြီးကျွန်တော်ပြန်ကြည့်တော့ကြေးရတော့ Nottingham Forest ကတည်တည်ထွက်လာတယ်ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်တော့၃ကိုသွင်းပြတ်တရားအပြည့်ရမယ်ဗောနအဲ့တော့ Nottingham Forest ကိုကျွန်တော်ပြန်ကြည့်လက်ရှိဒီနီးပြတ်တဲ့ရှောင်းတော့ရဲ့လက်ထက်မှာနောက်ဆုံး၃ဘွယ်မှာ၃ဘွယ်စရိုက် Forest ကနိုင်ခဲ့တယ်ဗောနပြီးတော့နောက်ဆုံးကစားခဲ့တဲ့၃ဘွယ်လုံးမှာဆိုလို့ရှိရင်လည်း တင်ဖော်ရခဲ့တိုက်စစ်ကဂိုးပေါက်တွေ့ခဲ့တာကိုတွေ့ရတယ်။တဖက်ကဒီ Brighton ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် Brighton ရဲ့တိုက်စစ်မှာ Danny Webber တယောက်ကလက်ရှိမှာ twin goal တွေတော်တော်ရနေတယ်ဗောနော။ဒီပွဲတိုင်းဒီပါလဲဒီ Brighton ရဲ့တိုက်စစ်မှာ Webber ကဂိုးပေါက်တွေ့တာတော့တွေ့ရတယ်။အဲ့တော့ဒီပွဲကဒီပြန်လည် twin goal ရှိမယ်လို့ထင်တယ်။ Bodin to score yes ဖြစ်လိမ့်မယ်လို့ထင်တယ်ဗောနော။ Bodin to score ရဒီပွဲက ရဲဖြစ်လိမ့်မယ်လို့ခမန်းတယ်ပြီးတော့ body ရေးရနေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ Northern Forest ကိုပို့တော့ကြရအောင်လားအနည်းဆုံးတော့ခြေရတတဲထွက်တဲ့ခြေတခုမှ Brighton ကိုမရှုံးအောင်ကစားနိုင်လိမ့်မယ်ကျွန်တော်ထင်တယ်အဲ့တော့ဒီဘွဲကတော့ဒီဒီ1-1လောက်ပဲကိုရလည်းနေနေဆိုလို့ရှိရင်ခမန်းတယ်ပေါ့နော်အဲ့တော့နောက်ထပ်ဘွဲရကြတော့ဒီနေ့ည 7:35မှာပဲကစားမဲ့ဝက်ဆန်နဲ့လက်ပါဘူးပေါ့နော်အဲ့တော့လက်ရှိပေါကြီးပြန်ကြည့်ရင်တော့လက်ပါဘူးကတလုံး9ပြနိုင်ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကိုတွေ25ရှုံပေါ့နော်အဲ့တော့ဒီဝက်ဆန်ကိုကျွန်တော်ပြန်ကြည့်ဝက်ဆန်ကနောက်ဆုံးကစားခဲ့တဲ့3ဝင်မှာဆိုလို့ရှိရင်3ရဲ့တိုက်စစ်က twin ကိုအနေနဲ့ဆိုလို့ရှိရင်8ကိုရရတယ်ပေါ့ဒါကဝက်ဆန်ရဲ့ဒီကစားခဲ့တဲ့ပွဲစဉ်တိုင်းလို့လို့မှာလက်ရှိနောက်ဆုံး3ပွဲစတဲ့ဝက်ဆန်ရဲ့တိုက်စစ်အလုပ်ဖြစ်ပုံကြီးတော်တော်လေးကြောက်စရာအကောင်းနေပေါ့နော်တပတ်ကလက်ပါဘူးကိုကျွန်တော်ပြန်ကြည့်တော့လက်ပါဘူးက ဒီသူရဲ့ခံစစ်ကလည်းပွဲတိုင်းဤမှာတွင်ကိုဒီနောက်ဆုံး၃ဝင်းမှာဆိုလို့ရှိရင်တွင်ကို၃ခုနဲ့ထပ်မှာပေးထားရတယ်။ပြီးတော့သူရဲ့တိုက်စစ်ကလည်းတွင်ကိုတကိုးပဲရတာတော့တွေ့ရတယ်။ဘာလို့လဲဆိုတော့ဒီပွဲမှာကျင်းနေပါလေဘဘူးကိုပေါက်ပြန်ချတွေးလိုက်မယ်လို့ထင်တယ်။ပြီးတော့လေဘဘူးရဲ့ အတင်းကိုယ်တိုင်လက်ရှိမှာနိုင်ငံဝဲတွေရဖို့လိုအပ်နေတဲ့အနေအထားတစ်ခုမှရှိတယ်ဆိုတော့ဒီဘက်မှာဘဝဆန်းကိုအနိုင်ယူဖို့လည်းသူစူးစမ်းလာမှထင်တယ်ဗောနော်အဲ့တော့ဒီဘက်ကအပြန်လည်သွင်းဖို့ရှိမယ်တင်းမောင်းသွင်းဖို့တွေများမယ်လို့ကျွန်တော်ထင်တယ်ဗောနော်ကိုရလက်အနေနဲ့ဆိုလို့ရှိရင်တူတူလောက်ဒီခံမှန်းနေဗောနော်အဲ့တော့ဒီဘက်ကတော့ကိုဘော်ပဲယူမယ်ဗောအဲ့တော့နောက်ထပ်တစ်ဘက်ကကျတော့ဒီနေ့ည7:00နာရီမှာကစားမယ်ချယ်ဆီနဲ့အာဆင်နယ်ဗောနော်အရှိပေါကြီးကျွန်တော်ပြန်ကြည့်ရင်တော့အာဆင်နယ်ကတည်ရီ40ရှုံးကိုဘောင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ဂိုးသွင်း65ရှုံးဗောနော်အဲ့တော့ဒီနေ့တင်းဟတ်တူရယ်ဘက်ဆက်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်အာဆင်နယ်ကအကြီးပဲချယ်ဆီကိုတောက်လျှောက်အနိုင်ယူရတာဖြစ်တယ် ်ဒါပေမဲ့လို့အာဆင်နယ်က ဒီသူတို့ကဒီ Premier League ရဲ့129ဝင်တဲ့အသင်းကြီးရဲ့အိမ်ခွေးမှာတွားကစားခဲ့ရတဲ့အပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ကခန့်ချက်ကိုတည်တည်ချာချာကစားတတ်တာကိုတွေ့ရလိမ့်မယ်ဗောနော်ပြီးတော့ဒီရာဒီမှာဆိုလို့ရှိရင် Premier League ရဲ့အသင်းကြီးတင်းတင်းဖြစ်တဲ့ Liverpool ရဲ့အိမ်ခွေးမှာတွားကစားခဲ့ရစဉ်တော့လည်းအစင်းနဲ့ခန့်ချက်ကိုပဲတားပြီးပြီးကစားသွားခဲ့ရဖြစ်တယ်ဗောနော်ပြီးတော့ဒီနဲ့တင်းရဲ့ head to head ဆက်တည်ကိုကျွန်တော်ပြင်ကြည့်နောက်ဆုံးနှစ်ကြိမ်မှာနှစ်ကြိမ်လုံးကနှစ်သင်းပေါင်းအတွင်းကိုဒီ၃ခုအောက်ကိုရောက်ခဲ့တာကိုတွေ့ရလိမ့်မယ်ဗောနော်အဲ့တော့အဲ့တော့ဒီပွဲက net သင်းပေါင်း1-1လောက်ထိပဲလုံဆုံးဖြစ်နိုင်လိမ့်မယ်ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲ၉ပေါင်းအရာဆိုလို့ရှိရင် ော်5ဘောက်ကိုကြိုက်တယ်။ဘော်ဒီဂျေးရနေမယ်ဆိုလို့ရှင်တော့အာဆင်နယ်ကပို့ပြီးတော့ဆေးဖြစ်လိမ့်မယ်ကျွန်တော်ထင်တယ်။ဟုတ်လားဒီဘွဲကအာဆင်နယ်အတွက်ရှုံးလို့မဖြစ်ဘူး။လက်ရှိဒီနေ့တင်းကြားလေးမှာကလည်းရမှတ်6မှတ်ပဲကွာနေနေတာတစ်ခုမှဆိုတော့အာဆင်နယ်ခြေသီးကိုအနိုင်မရခဲ့တော့ဒီဘွဲမှာအနိုင်3မှတ်တော့မပေးလောက်ဘူးလို့တော့ထင်တယ်။ဟုတ်လားအဲ့တော့ဒီဘွဲမှာဘော်ဒီဂျေးရအာဆင်နယ်ကိုသဘောကျတယ်။ဂိုးပေါင်းဂျေးအရာဆိုလို့ရှင်6ဘောက်ကိုကြိုက်တယ်ပေါ့နော်။ဂိုးရလည်းအနေနဲ့ဆိုလို့ရှင်1-1လောက်ဖြစ်သွားမယ်လို့ခန့်မှန်းနေပေါ့နော်။